သာသနာတော်နှစ်2569ကောဇာတက္ကရေ1385ခုနှစ်ပြာဇိုလ်လပြီကျော်15ရက်ပြာဇိုလ်လကွယ်နေ့မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ဦးဝင်းမြင့်ဒေါခင်အေးဝင်းညီမဖြစ်သူဒေါခင်တန်းထေရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုနှင့် ရေနံเจ้าမြို့ဥဆုံမြင့်အားရည်စု၍ဒေါ်သန်းမြင့်သာသမီမြင့်မြင့်တစုဆေးအလှတော်ဖြစ်တသိန်းကျပ်ဧရာဝတီတိုင်းဒေသကြီးကြောင်းကုန်းမြို့နယ်တောင်ကြီးကျေးရွာဦးဝင်းစိုးအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးနှင့်ကိုမျိုးစုံရောင်းဝယ်ရေးမိသားတစုတို့ကပေါင်းစရာထွန်းမတ်ဖြူဖြူဝင်းတို့ဤသာဥယရဏလေးအတွက်ဝိဇာတမွေးနေ့အလူငါးသိန်းကျပ်ဓမ္မဒါနအဖြစ်ဖြင့်ဓမ္မဒါနပြုထားတဲ့ဟောဒီဓမ္မသဘင်မှာ ဟောကြားအပ်သောတရားတော်ကတော့အရှင်ကွဋ္ဌေညဤဘဝနဲ့ဓမ္မသူတော်ကောင်းတို့တွေသိပြီးသားအရှင်ကွဋ္ဌေညဆိုတာဝိသုဏမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့သာသနာတော်မှာဖျားပြီးရင်အဦးဆုံးအစောဆုံးသစ္စာ၄ပါးကိုသိတဲ့သူဟာအရှင်ကွဋ္ဌေညအ ဲ့ဒီရှင်ကွန်းနေညရဲ့အကြောင်းကိုဥစဉ်တို့တွေကနေ့ပြောပြမယ်ပြောပြတဲ့အခါမှာအရှင်ကွန်းနေညရဲ့ရှေးစုတောင်းနောက်ဆုံးဘဝယဟန်ပြူကျောင်းနဲ့တရားဓုရာကျောင်းနောက်တစ်ခါဣဒရက်ယာဓုဌာနတရရာကျောင်းဆိုပြီးတော့အပိုင်း၄ပိုင်းခွဲပြီးတော့ပြောမှာပေါ့အဲ့တော့ဒီလိုမထေကြီးတွေ နံပါတ်1နေရာရောက်ဖို့ဖျားပြီးရင်နံပါတ်1ဖြစ်ဖို့တစ္ဆာလေးပါတည်တဲ့နေရာမှာဒီလိုထိုးမြတ်တဲ့နေရာထက်တန်းကြတဲ့နေရာတွေရောက်ဖို့ဆိုတာကပမာဏနဲ့မရောက်ဘူးယေသူတော်ကောင်းကြီးတွေကတော့ပြောကြတယ်မြင့်မြတ်တဲ့နေရာထက်တန်းကြတဲ့နေရာဘဝမြင့်မြင့်နေဆိုရင်ပေါ့ ဘဝမြင့်မြင့်တဲ့ပုဂ္ဂိုလ်များတစ်မခံခြင်းစိတ်နှစ်အာကြစိတ်သုံးတံဝေကစိတ်ရှိရမယ်လို့ဒီလိုပြောတယ်နေကြနေရင်မခံခြင်းစိတ်နဲ့ကြိုးစားရင်လည်းဘဝမြင့်ဟိုမှာသူတော်ချမ်းသာသေးငါလည်းဘာလို့မချမ်းသာရမှာလဲသူလည်းထမင်းစားတာငါလည်းထမင်းစားတာသူလည်းပခုံးနဲ့ပဲကြခေါင်းပေါက်ငါလည်းပခုံးနဲ့ပဲကြခေါင်းပေါက် သူတော်ဖြစ်ရင်ငါဘာဖြစ်လို့မဖြစ်ရမလဲဆိုပြီးတော့မခံကျင်စိတ်နဲ့ကြိုးစားတဲ့ပုံကိုများလဲဘဝအထက်တန်းရောက်တယ်တဲ့နောက်တကအာကြစိတ်သူ့ကိုကြည့်ပြီးအာကြလိုက်တာသူ့လိုဖြစ်ချင်လိုက်တာဆိုပြီးတော့ဖြစ်အောင်လို့ကြိုးစားတဲ့ပုံကိုများလဲဖြစ်လာကြတာတွေရှိတယ်အဲ့တော့မခံကျင်စိတ်နဲ့အာကြစိတ်အဲ့ဒီနှစ်ခုကြောင့်ဘဝမြင့်လာတဲ့ပုံကိုများဟာဘဝမြင့်လာပြီဆိုရင်ပညာနဲ့ပြန်ထိန်ရတယ် ပညာနဲ့ပြန်မထိန်ဘူးဆိုရင်ဘဝမြင့်လာတဲ့အခါမှာဒူရင်ဒူရင်ပြန်ရောက်သွားတတ်တယ်။ဘုမနှုတ်မထိန်နိုင်လို့ဘဝမထိန်နိုင်လို့မဆောင်စည်းနိုင်လို့ကိုကိုကိုပညာနဲ့မထိန်ရင်ဘဝဟာအောက်ပြန်ရောက်သွားတတ်တယ်။အဲဒါကြောင့်မခန့်ကျင်စိတ်အကြစိတ်နဲ့ဘဝမြင့်လာရင်ပညာနဲ့ထိန်ပေါ့။နောက်တကတန်ဝေကစိတ်တန်ဝေကစိတ်နဲ့ဖြစ်လာတဲ့ပုံကိုများကတတိတန်ဝေကဒီလိုတွေ့သုံးတော့အဲ့ဒီမျိုးနဲ့ တန်ဝေကန်းနဲ့မြင့်လာတဲ့ဘဝမြင့်မျိုးနီးကတော့အကောင်းဆုံးပညာနဲ့ရှင်တွဲပြီးတော့လာတဲ့အတွက်တာကြောင့်အဲ့တော့ခဏပြောပြမှာအရှင်ကုဋေညရဲ့အကြောင်းအရှင်ကုဋေညလည်းဒီတိုင်းဘုရုမௌဒရမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်မှာမြို့တော်ကဟန္တာပတိမြို့တော် မြတ်စွာဘုရားကဒေသသာရီလှည့်လည်သွားရင်အဲ့ဒီဟန်သာဝတီမြို့တော်ကြီးရောက်လာတဲ့အခါမြို့သူမြို့သားတွေကဖယားထံသွားပြီးတော့တရားနာကြညနေကျန်းကာကြညနေကျန်းကာလမှာပန်းနေရေကျန်းနေကင်ဆွဲပြီးတော့ကျောင်းတော်ကိုသွားတော့အဲ့ဒီမှာရှင်ကုန်နေညလောင်းကကဟပတိမဟာတာလပေါ့တထေးမြို့မှာသွားဖြစ် တချို့ချို့နဲ့သွားကြတဲ့လူတွေကြည့်ပြီးဘယ်သွားတာလဲလို့မိလို့ဖះစီသွားတာဘာလို့မှလဲတရားနာကြမလို့ဟာဒါလဲငါဆိုရင်ဒါဆိုရင်ငါလည်းပဲလိုက်မယ်ဆိုပြီးတော့သူလည်းပဲအများနီးတူပန့်ရည်ချမ်းလက်ဆွဲပြီးတော့အဲ့ဒီမှာတရားပွဲသွားတယ်အဲ့ဒီညမှာတိုက်တိုက်ဆိုင်ဆိုင်ဘုရုမုဒ္ဒရာမြတ်စွာဘုရားကရတ္တိညူဣဒရက်ဘွယ်ရူပေတဲ့နေ့နဲ့သူသွားကြုံတယ်ရတ္တိညူဆိုတာက မြတ်စွာဘုရားသာသနာတော်မှာအစောဆုံးညင်အပိုင်းချကိုတည်တဲ့ပုဂ္ဂိုလ်တနည်းအားဖြင့်ပြောရင်တော့ယဟန်တော်ဒီထဲမှာသိခာဝါကြီးဆုံးပုဂ္ဂိုလ်တနည်းပြောရင်တော့ပြိသက်ကြီးမြတ်စွာဘုရားပြီးရင်သစ္စာ၄ပါးကိုအဦးဆုံးအစာဆုံးတည်တဲ့ပုဂ္ဂိုလ်တဲ့ဒီဧရရပေးတဲ့ပွဲနဲ့သူတော့ကြုံတယ်အားကြလိုက်တာရှင်ကုဏ္ဏညာလောင်ကြီးအားကြလိုက်တာ ဩကြည်စမ်းဖယားကိုဘေးဖယ်ထားရင်တလောကလုံးမှာဒီဘုန်းကြီးလေးကတစ္ဆာလေးပါတိတာအစောဆုံးနဲ့အဦးဆုံးနဲ့အဲ့ဒီမှာဗာစိတ်တွေပေါက်လာလဲမေးတော့အာကြစိတ်တွေပေါက်တယ်အာကြစိတ်တွေပေါက်လာတဲ့အတွက်တာကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုသူကတရားဝတ်ပြီးတော့ချင့်ကပ်ပြီးရှောက်တယ်မြတ်စွာဘုရားမနဲ့ပြန်ပါတပိတော်အိမ်ကို တန်ဃာတော်များနဲ့အတူဆွန့်ဖုံးပြီးကြွတော်မူပါဖရာကိုလျှောက်မြတ်စွာဘုရားကအေးငါเจ้าမှာတန်ဃာတွေများတယ်ကွယ်မင်းအာလုံးဖြစ်နိုင်ပါမလားတန်ဃာဘယ်လောက်ရှိတယ်လဲမင်းတသိန်းရှိတယ်အာကတ်မဲ့ဖရာတသိန်းလုံးအဲ့ဒါမြတ်စွာဘုရားနဲ့တန်ဃာတသိန်းအိမ်ပင့်ပြီးဆွန့်ကတ်တယ်လေဆွန့်ကတ်တဲ့ခါဆွန့်လူတော့ တရက်လူပြီးသူပြန်တွေးတယ်။ဩငါလိုချင်တဲ့စုကမနေ့ညကဧရတဲ့ပေးတဲ့ဘွယ်မျိုးအဲ့ဒီဘွယ်ကဖျားပြီးရင်အူဆုံးအစောဆုံးတစ္ဆာလေးပါတိတဲ့နေရာမှာဖျားကိုဘေးဖယ်တိုင်းအူဆုံးစောဆုံးဆိုတဲ့နေရာငါရကျင်တာတန်ဃာတွေထဲမှာသိခါဘွားအကြီးဆုံးဆိုတာငါဖြစ်ချင်တာ ငါလိုချင်တဲ့စုကအကြီးကြီးတဲ့ငါပြုတ်နေတဲ့ကောင်းမှုကခဏတည်းရဲ့ထဲဆုံးကပ်ယုံနေတော့နေသေးတယ်တဲ့သူကဒီလိုတွေးတယ်ဗျာအဲ့ဒါနဲ့ဘာလို့တို့မိနေတော့နောက်ထပ်ပြိတဲ့ထပ်ပြီးတော့ရှောက်ပြီးတော့ဖယန်းနဲ့တန်းကတသိန်းကိုခုနှစ်ရက်တိတိသူဆုံးကပ်တယ်တဲ့ခုနှစ်ရက်တိတိဆုံးကပ်လို့ပြီးတော့သင်ယဟန်တစ်ပါးတစ်ပါးကိုပြိတဲ့အဲ့မှာယဟန်တသိန်းပေါ့ဗျာ ဖះရနဲ့ဆိုရင်တသိန်းနဲ့တစ်ပါးအဲ့ဒါကိုသင်္ကန်းဒွိစုံတစ်လုံးနဲ့ဒုကုတ်သင်္ကန်းတိစီဝရိကခေါ်တာပေါ့သင်္ကန်းသုံးတယ်အပားတိုင်းကိုလှူတယ်တဲ့ဘာဖြစ်လို့လဲလို့မေးလိုက်ရင်သူတော်ကောင်းတို့တွေသူလိုချင်တာကမြင့်မြတ်တဲ့စူကြီးဖြစ်နေလို့မို့မြင့်မြင့်မြတ်မြတ်သူအလုပ်တွေလုပ်တာမြင့်မြတ်သူဟူသမျှတို့ ယူကြသည့်မြတ်နေရာ ။ရှောင်းတခင် ခုချက်ချင်းအလျင်းမရပါ။မြားသူတို့အိမ်နေရာညင့်ခါပင်သူမနာ။အမြင့်ကို သူမြင်လို့သူအစဉ်နှစ်စားတိုးလို့ရဲ့ကြိုးကုတ်လေးစား။မြောင်းမြပြေသောတိုင်ကိုဆရာတော်ကြီးရေးထားတဲ့ကဗျာ။မြင့်မြတ်သူဟူသည်များတို့ယူကြသည့်မျက်နှာမြင့်မြတ်တဲ့နေရာထက်တန်းကြတဲ့နေရာကိုမြင့်မြတ်တဲ့ပုံကိုယ်တွေကပဲယူကြတယ်ရကြတ အဲ့ဒီမြင့်မြတ်ထက်တန်းကြတဲ့နေရာကိုလည်းပဲရှောင်းတခင် ခုချက်ချင်းအလင်းရင်ရသလားမြို့တော့အဲ့လိုမဟုတ်ဘူးတဲ့ရှောင်းတခင်ခုချက်ချင်းအလင်းရင်မရပါများသူတို့အဲ့နေရာညင့်အခါပင် သူမနာသူများတဲ့အဲ့ရင်လည်းသူမအိပ်ဘူးပေါ့သူများတဲ့နှစ်စာသုံးစာကြိုးစားတယ်ဒါပြောတာအမြင့်ကိုသူမြင်လို့အဲ့လိုကြိုးစားတာဘာမြင်လို့လဲမင်းအမြင့်ကိုသူမြင်လို့အခုလည်းကြည့်လိုက်မဟာသလတထေးကြီး ခုနှစ်ရက်တိတိတန်ဃာတွေမြတ်စွာဘုရားနဲ့တန်ဃာတွေကိုဆုံးကတ်တဲ့ခုနှစ်ရက်ပြည့်တဲ့နေ့မှာတိစီဝရိကသင်္ကန်းအပားစီအကုန်လုံးလှူတယ်လှူပြီးတဲ့ကဘာစုတောင်းတယ်လဲမေးလိုက်တော့ပြိသိအရှင်ဘုရားပြီးခဲ့တဲ့တပတ်ကပြီးတဲ့ဘွယ်မျိုးနောင်ဘုရားသာသနာတော်မှာတပည့်တော်ရပါရစေအဲ့ဒီလိုဘဝမျိုးလေးတပည့်တော်ဖြစ်ပါရစေအဲ့ဒီယဟန်ကို အားကြပြီးဂရိ တပည့်တော်စီယခုကဲ့သို့ကောင်းမှုတွေပြုခြင်းဖြစ်ပါれလို့မြတ်စွာဘုရားကိုလျှောက်တော့အနာကတန်သညံနဲ့ပြိတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကကြည်လိုက်တဲ့အခါအဲ့ဒီမှာဂေါရမမြတ်စွာဘုရားလက်ထက်မှာသူပြည့်လိမ့်မယ်ဆိုတာယုံကြည်လို့ပြိတဲ့အဲ့ဒီမှာမြတ်စွာဘုရားကသိတဲ့အတွက်ဒါကြောင့်ဓာရိပ်ပေးတယ်ပြောလိုက်တာနောင်ဘုရားတဆူရဲ့လက်ထက်မှာ ယခုကဲ့သို့ဖြစ်လိမ့်မယ်ဆိုတာသူယုံကြည်ပြီးတော့ပျော်နေလိုက်တာပရုမောဒရမြတ်စွာဘုရားလွန်တော်မူသွားတဲ့အခါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရိရဓာတ်တော်တွေထားဖို့ရန်အတွက်ယရဏအိမ်ကိုလည်းပဲအဲ့ဒီဘဝမှာသူစောက်လို့လှူဒန်းနေဟာအဲ့လိုကောင်းမှုတွေပြုတ်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 လာလိုက်ကြတဲ့တပည့်သားရဲ့နှစ်ချုပ်ပြီးတော့ကြည်လိုက်တဲ့အခါကဘာပေါင်း9,990 ကိုယ်ကဘာလွန်မြောက်တော့ဤဘဒ္ဒကဘာရောက်တဲ့အခါဝိပတ်တိမြတ်စွာဘုရားဆိုပြီးတော့လောကကြီးထဲမှာပွင့်ပြန်တယ်။အဲဒီမှာလူဘဝနတ်ဘဝကျင်လည်ပြီးတော့နေကြတဲ့စောစောကကျင်လည်ပြီးတော့နေတဲ့အရှင်ကုဏ္ဍညာလောင်းကလည်းပဲဗန္ဓုမတိမင်းနေပြီမှာပဲသူကပြန်ပြီးတော့တထေးတကြွယ်မျိုးမှာမဟာကာလဆိုတဲ့အမည်နဲ့တထေးပြန်ဖြစ်တယ်။လယ်ပိုင်ရှင်ရာပိုင်ရှင်တထေးပေါ့ အဲ့ဒီဝိပဿနာဘုရားလက်ထက်ကအဖြစ်ပြက်ကလေးကလည်းထူးထူးခြားခြားရှိသေးတယ်ဝိပဿနာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ခမည်းတော်ကဗန္ဓုမမင်းနေပြည်တော်ကဗန္ဓုမတိနေပြည်တော်ဗန္ဓုမတိမင်းနေပြည်မှာ အုပ်ချုပ်တာကဗန္ဓုမမင်းကြီးသားကြီးကဘုရားဖြစ်တဲ့သားငယ်ကလက်ရာရန်ကြီးဖြစ်တယ် အဲ့တော့သားတစ်ပါးကိုချစ်ချင်းတယ်သူမင်းနေပြီးမှဖះနဲ့သားသားဖះနဲ့သားလက်ရတော်ရန်ကြီး ရောက်လာတဲ့အခါနောက်ကပါပြီးတော့လာကြတဲ့ယဟန်တော်ပေါင်း7400ကလည်းပဲနန်းတွင်းကပုံကိုယ်တွေဖြစ်တော့အဲ့ဒီဘန္ဓုမမင်းကြီးကတခြားလူတွေကိုစွန့်ကပ်လူခွင့်မပေးဘဲနဲ့ဖះကလည်းသူသားလက်ရတော်ရန်ကလည်းပဲသူသား အဲ့တော့သူ့ဖခင်သူ့သားသူ့သားသူ့ဖခင်ဒီလိုဖြစ်တယ်။နောက်ကပါလာတဲ့တန်ဃာတော်၈000 4000ကလည်းပဲသူ့နန်းတွင်တဲ့ကွာငကိုကစားနေကြတုံးနေကြတယ်အခုတော့မုံမုံမြတ်မြတ်နဲ့သူဆုံးကတ်နိုင်တယ်ဆိုပြီးတော့ပဇုပြည်သူတဦးတယောက်မှ ဆုံးကတ်ခွင့်မပေးဘဲနဲ့သူပဲဆုံးကတ်တယ်တဲ့ဘလောက်ထိ ကြာလာတယ်လဲမေးလိုက်တော့ခုနှစ်နှစ်နဲ့ခုနှစ်လကြာခုနှစ်နှစ်နဲ့ခုနှစ်လကြာလာတဲ့အခါဘာဖြစ်ပြန်လဲဆိုတော့တိုက်သူပြည်သားတွေကမကြည်နပ်ဘူးတဲ့ ဘုဒ္ဓောလောကေသမုပ္ပန္နောခိတာယသဗ္ဗပါဏိနံလောကကြီးမြတ်စွာဘုရားပွင့်တယ်ဆိုတာကတတဝါအလုံးတွေသဗ္ဗပါဏိနံပေါ့အလုံးစုံသောတတဝါတွေအတွက်ဘုရားဆိုတာပွင့်တယ်အခုတော်ဒီဗန္ဓုမမင်းကြီးကသူတယောက်တည်းပဲအပိုင်စီးပြီးတော့ကျန်တဲ့လူတွေစွန့်ကပ်ခွင့်တရားနာခွင့်သီလစောက်တည်ခွင့်ဘာကူးစို့မှ ပြုခွင့်မရဘူးတဲ့ဒီဘီရင်ကြီးလုံနေတာနဲ့ ဲ့ဒါနဲ့တိုင်းသူပြည်သားတွေကမကြေနပ်ပြီးတော့ဘုရားမှဖူးခွင့်မရရင်တော့အဲ့ဒါဘင်းကြီးပြန်ပြီးတော့တော်လန်ကြမယ်ဆိုပြီးဒီလိုဖြစ်ကြတာတိုင်းသူပြည်သားတွေကပထမဦးဆုံးပြိတဲ့ဘယ်သွားတယ်လဲမေးလို့စေတနာပဋိထံသွားတယ်စေတနာပဋိထံသွားလိုက်တော့စေတနာပဋိနဲ့အကျိုးကြောင်းပြောပြစေတနာပဋိကိုသူတို့စီးယုံနေပေါ့စေတနာပဋိကလည်းပဲသူမြို့သူမြို့သားတွေဘက်ကပါတယ်အဲ့ဒီမှာသူကတိုက်မယ်ဆိုရင်သူလည်းတိုက်ပေးမယ် ဒါမြည်သူတွေမှတ်နေမြို့သူမြို့သားတွေမှတ်နေဘောစိတ်ဒိနာပရိကဒီလိုမျိုးသူကသုံးသပ်ပြီးတော့တိုက်တဲ့အခါမှာစိတ်ဒိနာပရိကတခုပြောတယ်ပြည်သူတွေသူတောင်းဆိုတာလေးကဘာလဲဆိုတော့မြို့သူမြို့သားပေါင်းတို့တိုက်လို့ခိုက်လို့နိုင်တဲ့အခါမှာဒီအရေးတော်ဘုအောင်လာတဲ့အခါမှာသူ့ကိုလည်းပဲအခွင့်အရေးတခုပေးစိတ်ဒိနာပရိကတောင်းပါခွင့်ရေးလည်းမင်းဖခင်ကိုစွန့်ကပ်ခွင့်ရရင်ပြည်သူတွေတဲ့အူအူဖျားဖျားသူ့ကိုစွန့်ကပ်ခွင့်ပေးပါ ဒါဆိုရင် तू ကဒီမျိုးသူမျိုးသားတွေဘက်ကယက်တီပေးမယ်ဒီလိုပြောဟာမျိုးသူမျိုးသားတွေကလည်းသဘောတူတယ်ဆိုပြီးတော့ပြောလိုက်တော့သေလနာပရိကဘရင်ကြီးချင်းကတ်တယ်ဘရင်ကြီးဒီလိုဒီလိုပဲတိုင်းသူပြည်သားတွေမကျေနပ်ကြတော့ဘူးဟာဘယ်လိုကြောင့်မကျေနပ်သလဲဟာဖရာကြီးကိုပွင့်လာတဲ့ဖရာကိုငါဖရာငါသားဆိုပြီးတော့ဘရင်ကြီးကပဲမောင်ပိုင်စည်းပြီးတော့ခုနှစ်နှစ်နဲ့ခုနှစ်လတိတွေဆုံးကတ်ကြတော့ပြည်သူတွေကုသိုလ်ပြုခွင့်မရကြလို့ တီလာစောက်တီခွင့်မရကြလို့အဲ့ဒီမှာဒေါသတွေဖြစ်ကုန်ကြပြီပုံကံတော်လမ်းမဲ့ဒီလိုဖြစ်ကုန်ကြအဲ့တော့ဘုရင်ကြီးကပြောတယ်အမောင်ကကျုပ်ရဲ့စိတ္တနာပတိဆိုတော့အမောင်ကကျုပ်ရဲ့စိတ္တနာပတိမဟုတ်လားပြောချင်တာကဘုရင်ကြီးကအမောင်စိတ္တနာပတိကကျုပ်ဘက်ကပါမယ်မဟုတ်လားဒီလိုမေးတာအဲ့တော့စိတ္တနာပတိကလည်းရှင်မင်းကြီးမြို့သူမြို့သားနဲ့ကင်းကွာပြီးတော့ကျွန်တော်ကစစ်ထိုးခြင်းကမစွန့်နိုင်ပါဘူးတဲ့ဒီလိုပြန်ဖြေတယ် ။ဟာစေတနာပရိကဒီလိုပြောလိုက်တော့ဒါဆိုရင်တော့ပြည်သူတွေရဲ့ဆန္ဒတို့လိုက်ရောမှဖြစ်တော့မယ်ဆိုတော့ဘီရင်ကြီးကသိတော့အဲဒါဆိုရင်လဲဆုံးကပ်ခွင့်ပြုတ်မကွာဆိုတော့ဘလောက်လိုချင်သလဲမင်းပြည်သူပြည်သားတွေက9နှစ်နဲ့9လလိုချင်တယ်။ဟာအဲ့လောက်တော့မပေးနိုင်ဘူးများလွန်းတယ်။ဒါဆိုရင်6နှစ်ဟာဒါလည်းများလွန်းတယ်9နှစ်နဲ့ရှော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 ့သွားလိုက်တာ။နောက်ဆုံးတော့ပြည်သူ9ရက်သူတို့ကပ်ခွင့်ရ။ဟာ9ရက်ဆိုလည်းမနေပါဘူးဆိုအဲ့ဒီမှာ စေတနာပတိနဲ့ပြည်သူတွေကကျင်းနာပြီးတော့ဘယ်နေ့ကနေဘယ်နေ့ထိအောင်စေတနာပတိကပ်ပြီးပြည်သူတွေတလက်စီကတ်ကြမယ်တရားတွေနာကြမယ်သီလတွေစောက်တည်ကြမယ်ပျော်ပျော်ပါပါဒီလိုဖြစ်သွားကြအဲ့ဒီမှာစေတနာပတိကစွန့်ကပ်ဖို့အလဲကြတဲ့အခါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ကြောင်းတော်ကိုသူ့ရဲ့စေသားတွေနဲ့အဆောင်ကျက်တွေချတာဘာအတွက်လဲမေးလိုက်တော့သူ့တဲ့ဥပြီးတော့စွန့်ကပ်သွားမှသူကြောက်လို့ ဖယန်းတဲ့တန်ဃာတွေသူ့တဲ့ဥပီဆုံးကတ်မှာဆိုလို့သူကအဲ့ဒါအဆောင်ကြက်တွေနဲ့အကုန်ထားကျန်တာတွေပူဇော်ရင်ပူဇော်ပါစေတဲ့ဆုံးကိုဘယ်သူမှမကတ်စေနဲ့အဆောင်တွေချတာအဲ့ဒီမျိုးတွေမှာကတထေးကြီးရဲ့တထေးကတော်ရဲ့သမီးလေးရဲ့သမီးသားဖသုံးယောက်ရှိကြတဲ့တထေးကြီးဇနီးမောင်နှံသမီးလေးနဲ့မိသားတစုကမြို့ရဲ့မျက်နှာဖုံးပေါ့ တထေးကြီးကသေသွားတဲ့အခါတထေးကတော်ကြီးကဝန်းနေပြီးတော့ကြည်စံသူ့ရဲ့အမျိုးသားသာရှိရင်ဒီပွဲမျိုးဦးဖျားဖျားဆုံးကတ်ခွင့်ရမှာခုတော့သူ့အမျိုးသားမရှိလို့တို့တော့ဆုံးကတ်ခွင့်ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ဝန်းနေနေတာအမေဝန်းနေတာကိုသမီးလေးကကြည်ပြီးတော့အမေအဲ့ဒီအတွက်တော့မပူပါနဲ့သမီးရအောင်ကြံပါမေသမီးလေးကဒီလိုပြောပြီးတော့ကြံတ နုကနာသန်းတွေချက်ပြီးတော့မှရွှေအုပ်ထဲကိုပိတ်တယ်နုကနာသန်းတွေထက်ပေါ်ရွှေအုပ်တစ်ခုနဲ့ပိတ်အဲ့ဒါပိတ်ပြီးအဲ့ဒီမျိုးသမီးငယ်ဘာလုပ်တယ်လဲမေးတော့အပေါ်မှာမြလေးပန်းနေနဲ့အကုန်လုံးမြလေးပန်းကုန်းကြီးနဲ့အုပ်ပလိုက်တယ်အဲ့ဒါတွေကိုမှပိတ်တယ်ခေါင်းပေါ်ရွက်ပြီးတော့ဖခင်ကြောင်ဘက်ကိုသူကသွားတာကိုကစောင်းချက်တွေကခေါ်တယ်ဟဲ့ကလေးမဘယ်သွားမလို့တော့ဖခင်ထံသွားမလို့ပါဖခင်ဖူး မသွားရဘူးမသွားရဘူးညိပါကိစ္စသွားမှာတော့အော်ဖះကိုပန်းသွားလှူမှာပေါ့စေတနာပရိကဆွန့်ကပ်ဖို့အတွက်ခွင့်မပြုတာလေကျမကဆွန့်ကပ်ဖို့မဟုတ်ဘူးပန်းကပ်မှာပါဒီလိုပြောအေးဟုတ်သားပဲတို့ရဲ့စေတနာပရိကဆွန့်ကပ်မဲ့လူတွေတားခိုင်းတာညိကပန်းကပ်မှာဆိုတော့ကိုင်းသွားသွားသွားဆိုတော့အဆောင်တွေကလွတ်ပေးလိုက်တယ်အဲ့ဒီကလေးမှဘာလုပ်ခွင့်ရတယ်လဲမြင်တော့မြတ်စွာဘုရားကို तू အဲ့ဒီမှာဆွန့်ရင်ပန့်ရင်ကတ်ခွင့်ရတယ်ပေါ့ဆွန့်နေပန့်နေကတ်ပြီးတော့အဲ့ကလေးမရဲ့ဆူတောင်းလေးကအံ့ဩစရာအင်းမြလေးပန်းကိုလှူဒန်းရတဲ့ကောင်းမှုကြောင့်တဲ့တစ်ဖြစ်လေရာဖြစ်လေရာဘဝတိုင်းမှာကြောင်းကြောင်းကြကြနဲ့အသက်ရှင်ရသူမဖြစ်ပါရစေနဲ့တဲ့နံပါတ်1ကအဲ့ဒါဆူတောင်းတယ်နောက်တစ်ခါဖြစ်လေရာဖြစ်လေရာဘဝတိုင်းမှာ तू မွေးဖွားရင် ကောင်းငင်ကမြလေးပန်းမိုးတွေ ရွာပါစေတဲ့ဒီစုလေးနံပါတ်2တောင်းတယ်နံပါတ်3ကပြိတယ်ဖြစ်လျာဖြစ်လျာဘဝတိုင်းမှာသူ့နာမည်လေးဟာမြတ်လေးဆိုတဲ့အမိလေးတွင်ပါစေတဲ့သူဒီစုလေးတောင်းတယ်ဗျာအဟောဇေယကောင်းတယ်ကအဲ့ကလေးမလေးကဥစဉ်တို့ဂေါရမမြတ်စွာဘုရားလက်ထက်မှာကောသလဘုရင်ကြီးရဲ့သမီးတာဝတိပြီမှာပြိတယ်အဲ့ဒါ သူ့မနာလို့ခေါ်တဲ့အမျိုးသမီးလေးလာဖြစ်တယ်။အနာတပိန်တထေးကဇေတဝန်ကြောင့်ဆောက်လို့လှူဒန်းလို့မြတ်စွာဘုရားဥဥဖြားဖြားရာဇဂျိုကနေသာဝတိကြွလာတဲ့အခါခရီးဥဂျိုဆိုဖို့ကြွအဲ့ဒီသူ့မနာအမျိုးသမီးလေးကသူနဲ့အတူတဲ့အမျိုးသမီးငယ်900နဲ့သာဝတိမြို့ရဲ့အပြင်ဘက်ကိုထွက်ပြီးတော့ကြိုကြတယ် ဦးဖျားဖျားလူခဲ့တဲ့ကောင်းမှုကပြိသေမြို့မှာကြွလာတဲ့မြတ်စွာဘုရားကိုဦးဖျားဖျားသူထိတ်ဆုံးကနေကြိုရတယ်အဲ့ဒီချိန်မှာသူ့ရဲ့အသက်က9နှစ်ခொနှစ်ရွယ်ဒီသူ့မနာမျိုးသမီးလေးကိုမြတ်စွာဘုရားကမြတ်စွာဘုရားကိုပန်းနေနဲ့ကြိုဆိုပြီးတော့ညာလေးဘက်နဲ့ကြိုဆိုတဲ့ဆိုကြပါစို့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒီကြိုဆိုတဲ့ခန္ဓာမှာခေါ်လိုက်တဲ့တရားလေးနာပြီးတော့ဒီကလေးမလေးဟာသောတာပန်တည်တယ်တဲ့ ဥူဖျားဖျားလှူခဲ့တဲ့အလှကြောင့်သူ့မျိုးရောက်လာတဲ့မြတ်စွာဘုရားထံဥူဖျားဖျားတရားနာရတဲ့ဒီကလေးမှဒီလိုအကျိုးကျေးဇူးရအဲ့တော့သောသောကဇာလံပြန်စိတ်ဗန္ဓုပတိနေပြည်တော်ကပြည်သူတွေစွန့်ကပ်ခွင့်ရတဲ့အခါရှင်ကုန်းနေညရဲ့အလောင်းမဟာတာလနဲ့ສຸလတာလညီကိုနေရမဟာတာလကညီလေးရေတို့စဘာတွေကြီးလိုက်กว่าအဲ့ဒီမှာ သဘာထဲမှာအဆန်လေးတွေထည့်ပြီးတော့နေပြီအဲ့ဒီသဘာထဲကနှုတ်ရည်လေးတွေညစ်ပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတို့မုံမုံမြတ်မြတ်နဲ့တို့မုတ်လုံကတ်ရရင်မကောင်းဘူးလားလို့ဒီလိုပြောတော့ညီဖြစ်သူကတားတယ်ဟာအဲ့ဒါကြီးတော့မလုပ်ပါနဲ့အကုန်လုံးပြည့်စည်ကုန်လိမ့်မယ်တယူတဦးတယောက်များအကျိုးရှိမဲ့မလုပ်မျိုးအကျိုးမရှိတဲ့အလုံးမျိုးမလုပ်ပါနဲ့ကိုကြီးဟာလို့ဒီလိုတားရတယ်သုလကာလကအကိုဖြစ်သူကပြိသက် ဟိုဘဝကပြုတ်ခဲ့တဲ့အဓိကာရကောင်းမှုရဲ့ရှင်ကြောင့်ဒီဘဝမှာလည်းပြည့်တဲ့ဥဖြားဖြားပဲသူလှူခြင်းနေတာညီဖြစ်သူကတားတယ်အဲ့တော့ပြည့်တဲ့ညီကိုနှစ်ယောက်ဘာလို့ကြတော့မေးလဲတော့သဘောမတူကြတဲ့အခါကျတော့ပိုင်ဆိုင်တဲ့လေယာမျိုးကိုတဝက်စီခွဲပြီးကိုင်းမင်းပိုင်တဲ့ဘက်မင်းကြိုက်တယ်လို့သာစီမံငါပိုင်တဲ့ဘက်ငါကြိုက်တယ်လို့စီမံမယ်ဆိုပြီးတော့မဟာကာလဘက်ကပြည့်တဲ့ရှင်ကုန်ညာလောင်းကတော့ဥဥဖြားဖြားဖြားအဲ့ဒါ ကောက်ဦးကိုလှူဆိုပြီးတော့လှူတယ်ကောက်ထဲမှာပြိတဲ့သဘာလေးတွေမရင်တရင်ဖြစ်လာတဲ့အခါမျိုးမှာအဲ့ဒါလေးတွေကိုမုံစွမ်းလုပ်ပြီးတော့မုံစွမ်းလုပ်လို့ရတဲ့အခါမှာမုံစွမ်းလှူအာရိတ်တဲ့အခါမှာရေဦးလှူတလင်းနဲ့ရောက်တော့တလင်းဦးလှူကြည်တဲ့ထဲတော့ကြည်ဦးလှူကြည်တဲ့ကလည်းထုတ်ပြီးတော့ချက်တဲ့အခါပြိတဲ့အိုးဦးလှူအိုးတဲ့ရောက်တော့တဲ့အခါပြိတဲ့ဗကံများတဲ့ရောက်တော့ဗကံများအလှူနဲ့စသည်ဖြင့်လှူလိုက်တာ တခုတခုလုံတိုင်းလုံတိုင်းအလူကိုမျိုးကိုမျိုးသူကဥဖျားဖျားနေနဲ့မဟာကာလာကြီးကလှူဒန်းခဲ့တယ်။ဘာဖြစ်လို့လဲလို့မေးရင်ပြိတဲ့ဥဥဖျားဖျားတရားသူရကျင်လို့သူ့ရဲ့ဘဝမှာဥဥဖျားဖျားလုတ်တဲ့လုပ်ငန်းမှန်သမျှဥဥဖျားဖျားကြီးသူကအလှလေးနဲ့စတယ်။ဝိသုရမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးခေါရမမြတ်စွာဘုရားပွင့်ကံဤတော်တဲ့ကပိလကုတ်ပြည့်ရဲ့အနီးဒေါနဝုတ္ထု ပုံနာရွာမှာ မြန်မာမဟာသာလမြို့မှာပြိတဲ့အရှင်ကွဏ္ဏညအဲတနည်းအားဖြင့်ပြောရင်ကွဏ္ဏညဆိုတဲ့အမည်နဲ့သူကဘာဖြစ်တော့လူပလာဖြစ်တယ်အရွယ်ရောက်တဲ့ကဘေးရင်သုံးပုံလဲတတ်တယ်မာပုရိသလက္ခဏာတော်ကျမ်းကြီးကိုလည်းပဲတစ်ဖက်ကန်းကန်းတက်မြောက်တယ်သူ့ရဲ့နောက်မှာမှာပြိတဲ့ဖရာလောင်သိတ္တထမင်းသားကဖွာလာသိတ္တထမင်းသားဖွာတဲ့အခါမှာကွဏ္ဏညလူလင်ဟာ အသက်15နှစ်16နှစ်တော့အ ਨੇ ဆုံးရှိလိမ့်မယ်လို့ဦးဇင်းတို့ဒီလိုခံမှတ်နေ။ဘာဖြစ်လို့လဲမေးရတော့ဖယားလောင်သိတ္တထမင်းသားလေးဖွားတဲ့ကသုတ္တရဏဘယင်ကြီးကသူ့တိုင်းပြည်မှာ အတော်ဆုံးအတတ်ဆုံးလို့ခေါ်တဲ့ပုံနာပန္ဒိတ်ပညာရှိပေါင်းတရားနယ်၈ပါးကိုနန်းတော်ခေါ်ပြီးတော့အဝိသေဆက်ဆက်တွေကိုပေးတယ်။ရေမရောတဲ့နွမ်းတို့တွေတိုက်ကြွေးတယ်။အဲ့ဒီထဲမှာပညာရှိပညာရှိတွေအစင်း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 ရွေးလိုက်တဲ့ခါ နောက်ဆုံးတော့ပြည်တဲ့တရားနဲ့ရှိရောက်တဲ့အခါရှိရောက်ဖက်ကြတယ်အဲ့ဒီရှိရောက်တဲ့မှာမှကိုနေညာလူလင်ကအဲ့ဒီပညာရှိတဲ့သူပါသွားတယ်ပါသွားတဲ့အခါပြည်တဲ့ဖရာလောင်းလေးကိုဘွဲပြူပစိုးပေါ်မှာတင်းပြီးတော့ပုံနာရှိရောက်အကုန်လုံးလက္ခဏာတော့ကြီးငယ်တွေကြည့်ပြီးတော့သူတို့ဟောကြတယ်ပေါ့ဟောကြတဲ့အခါပြည်တဲ့ပုံနာ9ယောက်ကဒီကလေးဟာ လူဘဝမှာနေမယ်ဆိုရင်စัจ java ဝရမင်းဖြစ်ကိုဖြစ်လိမ့်မယ်။ယံဘဝဝတ်သွားမယ်ဆိုရင်တော့ဖရာစင်စစ်ဧကံဖြစ်လိမ့်မယ်ဆိုပြီးတော့လက်နှချောင်းထောင်ပြီးတော့ဟောကြတဲ့တဲ့။နောက်ဆုံးအငယ်ဆုံးဖြစ်တဲ့ရှင်ကုဏ္ဏအကုဏ္ဏညာအလောင်းရဲ့ကုဏ္ဏညာလူလင်အလက်ရောက်တဲ့အခါနောက်ဆုံးကုဏ္ဏညာလူလင်အလက်ရောက်တဲ့အခါဘာဖြစ်တော့မေးလဲတော့လက်တစ်ချောင်းနဲ့ထောင်ထား ဒီကလေးလေးဟာဖယားစင်စစ်ဧကံပဲဖြစ်လိမ့်မယ်ဉာဏ်နာမဖြစ်နိုင်ဘူးဒီလိုခေါ်အဲ့ဒီပွဲလေးပြီးသွားရောပြိသိပုံနာပန္ဒီခொနှစ်ယောက်ကအသီးသီးသောသားတွေကိုခေါ်ပြီးတော့မှချက်သားတို့ငါတို့ဘဝငါတို့ကအသက်ကြီးပြီကွာတဲ့သုတ္တရဏမင်းရဲ့သားသိဒ္ဓထမင်းလေးတောထွက်ပြီးတော့ဖယားဖြစ်အောင်ကြင့်ပြီဆိုရင်မင်းတို့တွေတောတဲ့လိုက်ပြီးတော့အဲ့ဒါ ဖရာအလောင်းကိုပြုစုကြပေါ်ဖရာဖြစ်ရောက်သွားပြီဆိုရင်လည်းမင်းတို့တို့တွေယဟန်ပြုရကြဆိုပြီးတော့ပုံနာကြီးရှေ့ရောက်ကပညာရှိကြီးရှေ့ရောက်ကသားတွေကိုမှာသွားတယ်အဲ့တော့တရားချစ်ခင်သူတို့စဉ်ပေါင်းတို့ကိုနေညာအရှင်ကိုနေညာမထေသူမြတ်ရဲ့အလောင်းလျာဟာနှုတ်စဉ်ကာလငယ်စဉ်ဘဝမှာကိုကသူတော်ကောင်းတွေကြည်လိုက်ဘေးရင်သုံးပုံနဲ့ လက္ခဏာတော်ကျမ်းတွေကိုတစ်ဖက်ကန်းကအေကန်တက်ပြီးတော့မှသူ့တဲ့အသက်ကြီးဝါရင့်နဲ့သဘာရင့်နေတဲ့ကောင်ကြော်လွန်ပြီးတော့ဘေးရင်ကိုကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။နောက်တစ်ပတ်နောက်တစ်ပတ်ဘီမာလည်းပဲအဘယ်ကဲ့သို့ယဟန်ပြူပြီးတော့ဘယ်ကဲ့သို့တရားဓုတွေရမလဲဆိုတာသူတော်ကောင်းတို့တွေဆက်လက်ပြီးနာကြရအောင်ပါဒီတစ်ပတ်တော့အရှင်ကုဏ္ဍညရဲ့ပြိဿဘဝနဲ့ဓမ္မမှာအော်သူ့ရဲ့ဖြတ်သန်းရတဲ့ဘဝ ဒီဘဝတရားသူရအောင်ဟိုဘဝကဥဥဖြားဖြားဘယ်ကဲ့သို့လှုပ်တဲ့ဘယ်ကဲ့သို့အလုပ်တွေလှုပ်ခဲ့တယ်ဆိုတာဒါတို့တော်ကောင်းတို့တွေခံမှန်းရိပ်မိလိမ့်မည်လို့ဥစဉ်တို့တွေယုံကြည်ပါပြီဗျာဤကဲ့သို့ဓမ္မသည်အလုံးကိုသည်ရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာ ရှောက်လှမ်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း